ဒါတော့ဒီနေ့ရဲ့ special ဝတ်သားပေါ့နော်ဒီဟာတပွဲကိုမှားလိုက်ရင်ကျွန်တော်တို့က base site dish တွေကသူကအာ service ပေးတာ လကားပေးတာပေါ့နော်ဒါကတော့အတီးရွက်ဆက်လက်ပုံစံမျိုးမယုတ်ပွားတို့ဒီအတီးရွက်ကလေးတွေမရိုနစ်နဲ့တုတ်ထားကတော့ side dish တွေကနေ game game ချီရောမဟုတ်ဘူးနော်အဲ့လိုအချင်း series ပေါ့နော်အရွက်အနေနဲ့ချပေးထားတယ်ပေါ့နော် side dish လေးဖြစ်ပါတယ်ကျွန်တော်အရွက်စားကြည့်မယ်ဘလို့ရတာရှိလဲလို့တော့မူညင်းရွက် game ချီပေါ့နော်မူညင်းရွက် game ချီလေးလက်လက်ဆက်ဆက်လေးနော်တော့ဒါကသူကမှုရဲငုံဥရဲကျွန်တော်ထင်တယ်ဒါပဲငမြရင်လည်းစိတ်နာတာဖြစ်မယ်ကနန်းသေးသေးလေးတွေပက်တာဟုတ်အဲ့ အချင်းစိန်ထားတာဗလားဘီယုတ်ဘီကိုလုတ်ထားတာဗောနော်နှုတ်သီးကိုအချင်းစိန်ညာလားအချိုစိန်ညာလားတော့အဲ့နှစ်မျိုးတွေတစ်မျိုးပဲကျွန်တော်စားကြည့်မယ်ကြည်ကြည်လေးကြည်ကြည်လေးဆိုတာလည်းသူတို့အချိုသို့မဟုတ်ပဲခင်ဗျာကြီးစိန်ထားတာပဲကျွန်တော်မြည်ကြည့်မှသိမှာဒါပေမဲ့ဆက်လက်ရွက်လို့လို့မူညွှဲရလို့လို့နဲ့နော်နေမြတ် ဲ့အားလုံးပဲမင်္ဂလာပါဒီနေ့တော့အညာသူကခုချေကျူပြောအောင်ချင်းပေါ့နော်ဟိုတယ်နားမှာရှိတယ်ဒီစားတော့ဆိုင်လေးကိုရွေးထားပါတယ်ကျွန်တော်တို့ကဒီမှာထမင်းစားမယ်မင်္ဂလာပါကျွန်တော်တို့ရဲ့ညာဖူဒီကနေပြန်လဲကြည့်ဆိုလိုက်ပါတယ်အခုညာဖူဒီကဆိုးကနေအခုချေကျူးကိုရောက်ပြီပေါ့နော်ချေကျူးကိုရောက်ပြီဆိုအခုဟိုတယ်ကိုရောက်အောင်ထုတ်လေးချပြီးတော့ထမင်းလာစားတာပေါ့ထမင်းလာစားတာဆိုတော့အခုဟိုတယ်နားလေးက အထမင်းဆိုင်လေးပဲမကူရီးယားလို့ရေးထားဆိုတော့ခဏနေမှဆိုင်ဘုတ်ကိုတပုံရိုက်ပြမယ်မဖတ်တတ်ဘူးတော့သူချပြရတဲ့ side dish လေးပေါ့နော် main dish အနေနဲ့ကတော့ကျွန်တော်တို့က pork bulgogi ဝတ်သားခင်ဝတ်သားခင်မှားထားတယ်အဲကြတော့တော့ဒါ side dish လေးချပြရထမင်းနှစ်ပွဲရဲ့နောက်ဟိတပွဲလည်း side dish ချပြတယ်တဲ့အဲကြတော့ကျွန်တော် side dish လေးဘာတွေရတယ်ဆိုတာတစ်ချက်ကြည့်ကြည့်ပါ ဒါကတော့အတီးရွက်ဆက်လက်ပုံစံမျိုးမယုတ်ပွားလို့ဒီအတီးရွက်ကလေးတွေမရိုနစ်နဲ့တုတ်ထားတာဒါပေမဲ့ဒီဟာတော့ဘာလေးလည်းမသိဘူးခဏနေမှမြည်ကြည့်ရမယ်ဒီမှာတုံတုံလေးပါတယ်ကြောက်ကြောက်လို့ဟာမျိုးလေးအဲအခုစားကြည့်အောင်ကြောက်ပဲဟောအမေအရသာတော့မရှိဘူးအဲ့လိုမျိုးကြောက်ကြောတော့လို့မျိုးမှာအရသာမရှိဘူးဆန်ကြောက်ကြောလို့မျိုးဆန်ဆန်ဆန်နဲ့လောက်ထားတယ်လို့မျိုး မေတို့ကဘာလဲဆိုမလိုနီနဲ့တုတ်ထွက်လိုက်မလိုနီစီရဲ့အနှစ်ကလေးတွေကစားလို့ကောင်းတယ်ခုကတော့ side dish တွေကနေ game game ချီရောမဟုတ်ဘူးနော်အဲ့လိုအချင်း series ပေါ့နော်ဒါဒါကမရုပ်ပွားမရုပ်ပွားထင်တယ်မရုပ်ပွားလားမသိစားကြည့်အောင်ဟင်းမျိုးပွားမဟုတ်ဘူးကြမ်းဆိုင်တဲ့ရဲဟာမျိုးမင်းအယိုးလိုမျိုးပဲ ထားလို့တော့ကောင်းတယ်ကြွကြွကလေးအရွက်အနေနဲ့ချပေးထားတယ်ပေါ့နော် side dish လေးဖြစ်ပါတယ်ကျွန်တော်အရွက်စားကြည့်မယ်ဘလို့ရတာရှိလဲလို့သူကဒီမှာတော့ထုံးစံနဲ့သူတို့စားတော့တွေစီစီမပါဘူးဒီတိုင်းနေပဲမပြုတ်တာလို့တုတ်တာလို့ပဲဆိုတော့လေဒါလေးစားကြည့်အောင်ဟွန်းအရွက်ကိုတော့ဘာရွက်လဲကျွန်တော်သိချင်မလို့ဒါပေမဲ့သူ့ရဲ့အရသာကမျိုးမြူရွက်နဲ့နည်းနည်းဆင်တယ်သူဒါပေမဲ့သူ့ရွက်ကမြူရွက်လို့မနှုတ်ဘူးနည်းနည်းလေးကျန်းတယ်တော့မုန်ကြီးရခင်ချီပေါ့နော် မုန်ကြီးရခင်ချီလေးလက်လက်ဆက်ဆက်လေးနော်သူတို့ဆိုင်မှာလှုပ်ထားတဲ့ဟာလေးစัจကြည့်အောင် နေလန်နေစေးကစားတာနဲ့ဘာမှမတူကောင်းတယ်တော့ကျုပ်ပြီးတော့လေချစ်ချစ်ဆူဆူကြီးအဲ့လိုမဟုတ်ဘူးတော့ဒါကသူကမှုရဲ့ငုံဥရဲ့ကျွန်တော်ထင်တယ်ဒါပဲငံ့ပြားကြီးနဲ့စိတ်နှားတာဖြစ်မယ်ကျွန်တော်ဟိုစီမံနံပါတ်ကြီးနေရလေငုံဥပဲငံ့ပြားကြီးစိတ်ညို့ကျုပ်ပဲငံ့ပြားကြီးစိတ်ညို့အဲ့ဒါကဲကျွန်တော်ကြီးကြည့်မယ် အငဲမုံအထိုးစိန်နာချူချူလေးပဲအငဲတော့အရင်ကြီးမလေးဘူးဒီတိုင်းလေးပဲအချူချူလေးပဲကဲနောက်တစ်ခုမိမာကတော့သေးသေးလေးရေနော်အမမို့ခဏန်းသေးသေးလေးတွေပက်တာဟုတ်အအချင်းစိန်ထားတာဗလားပါလားမသိဘူးကျွန်တော်မြည်ကြည့်မယ်ဒီဟာခဏန်းသေးသေးခဏန်းပေါက်ကလေးတွေနော်ကနန်ပေါက်ကလေးလိုမျိုးလေးဟမ်ဟုတ်ရော ခဏတသေးလေးဖြစ်တဲ့ကြောင့်မလို့တခုနေပါဝါစားလို့ရရတယ်သူ့ရဲ့အနှစ်ကထုံးစံနိုင်ပါချိုးဆက်ကလေးဟွတိုက်တယ်ဒီကရုပ်သီးကိုလုတ်ထားတာပေါ့နော်ရုပ်သီးကိုအချင်းစိန်ညာလားအချိုးစိန်ညာလားသူအဲ့နှစ်မျိုးရဲ့တမျိုးပဲကျွန်တော်စားကြည့်မယ်မရုပ်ပွားဘူးဟွအချင်းမဲ့လည်းရမ်းမကြသေးဘူး။အမေ ်သူကတော့ size အနေနဲ့ဆိုင်းအောင်လို့ချပေးထားတာပေါ့နော်အချင်းစိန်ကတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုချိုချိုအရင်ချိုတဲ့ဘက်လည်းမသွားဘူးအဲ့လိုကျွတ်ကျွတ်လေးပေါ့ဝိုင်းရရုပ်ကလက်လက်ကလေးဆိုလေဂျော်ဒမီဘူးပေါ့နော်လက်ကြည့်ကြည့်လေးကြည့်ကြည့်လေးဆိုတော့ဒါလည်းသူတို့အချိုသို့မဟုတ်ပဲခင်ဗျာကြီးစိန်ထားတာပဲကျွန်တော်မြည်ကြည့်မှသိမှာဟင်ဒီနေ့စားအောင်မလား ဟွန်းဒါတော့အချင်းအချင်းဆိုမိမနန်းစည်းနဲ့ကျွတ်မြူမိတ်ကိုနိုင်ငင်းထဲတာတော့မွမွဲလေးသူ့ဝိုင်းတာနဲ့လေအနန်းနန်းစည်းရဲ့အနံလေးဖောက်ဖောက်နဲ့ကောင်းနေအောင်ချစ်ချင်နေတာဒါတော့ဝတ်သားနဲ့တွဲစားဖို့ပေးထားတယ်ကျွတ်မြူရဲ့ပင်ကပီအနှစ်ရဲ့ဆိုတော့ခုကျွန်တော်ဝတာပြတဲ့ပြားယူပြီးတော့ဗောနော်ဒါတော့ဒီနေ့ရဲ့ main dish ကလေးဝတာပြဆက်လက်ရွက်

ရန်ကြီးမဆက်။အော်ဒါစကားတွေထဲမှာပါပါနေတဲ့နှမ်းရွက်။အုံး။နှမ်းရွက်။နှမ်းရွက်။ဒီကတော့ကျွန်တော်ကတခြားလေးနဲ့ပြောင်းပြီးစားကြည့်မယ်။ဆာကြပါအောင် တ်ဒီနှမ်းကအနံ့လေးတစ်မျိုးပါခွာလိုက်မှာကွာသူအရွက်နံ့ပေါ့နော်အရွက်နံ့လေးတစ်မျိုးပါဒီကောင်ကကြာမပါဘူးကျွန်တော်ဆက်လိုက်ရွက်လို့ပါအင်းနောက်ဆုံးအလည်းပြဖို့ရှိသေးရခရင်ရှင်းမဲ့တူဖူးဟင်းရေလေဒါတော့ဒီနေ့ရေကျွန်တော်တို့တူဖူးဟင်းရေလေအဲဟော ။ဘာကပိဒုံနေရည်လေးထင်းလာနော်။ချာရတာတော့ချာ။ဘာသမ်းသားဘူးလို့ဒီမွေးလို့ဆိုလေ။ဘာအဘောအောင်တဲ့။ဘာအောင်။တပင်းပြီးဟင်းပြင်မယ်။ဟာအရန်ချင်းနဲ့ချိုးတဲ့ဘက်မသွားဘူး။ကျွန်တော်ရှေ့ဟင်းကြုံနဲ့တူတယ်။နည်းနည်းမီဆိုဟင်းကြုံနဲ့ခက်စင်စင်နေပါလို့ဆိုတော့ပယ်ပြပါရဲ့ဆိုတော့လေ။ ကောင်းတယ်စားပါတော့မယ်ဒါတော့ဒီနေ့ရဲ့ special ဝတ်သားပေါ့နော်ဒီဟာတပွဲကိုမှာလိုက်ရင်ကျွန်တော်တို့ကဘေးက side dish တွေကသူကအာ service ပေးတာလကားပေးတာပေါ့နော်ကျွန်တော်တို့ဟိုကမြန်မာနိုင်ငံအသားဟင်းတပွဲမှိုင်းချင်တဲ့အရင်ဟင်းတွေစားရတယ်လို့မျိုးပဲသူကလည်း။ကဲတလုံးကလေး 大家玩。嗯，看看，不打了，恐怕给呢。ใส่ดิจิตอลลงไปได้บ่เนาะว่าตาทำไมทำยังคุ้มมาชาบะไปเดี๋ยวปุ๊บปุ๊บเลยไปก้องได้ฮะใช่เดี๋ยวซาลุนี่แหละลิซิ่งมาซาเกียร์ละกาเว้ยเพราะฉะนั้น ဟင်းကိုလေလေးစိတ်မှာလေးစိတ်ကဖူကောက်မှုလာမသိအဖြစ်ပဲလုပ်လိုက်တာမကောင်းခုဒါမျိုးလေးကမှဟိုအိမ်အဲသူတို့တို့အဲကျွန်တော်တို့လို့ဆိုရင်တော့အိမ်ထမင်းအိမ်ပုံစံမျိုးလေးပေါ့နော်။အင်းအနင်းချက်ပြန်ကောင်းနေရော။ဟင်း ခုကျွန်တော်တို့ညာသူရဲ့ဒီနေ့အာသမင်းစားတဲ့စီစီကဒီနေ့ပါပြီးဆုံးပြီပေါ့နော်ကျွန်တော်ကတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီဝတ်သားပြခင်ရတာတိတ်ပြီးတော့မထူချဘူးဒါပေမဲ့ကျွန်တော် side dish တွေအရန်ကြိုက်တယ်အဟင်းရောဒီချပေးလိုက်တဲ့ဟာလေးတွေရောသဘောကျတယ်ဆိုတော့ဒီနေ့ရဲ့အညာသူရဲ့စီစီကဒီမှာပြီးဆုံးပါပြီကျွန်တော်ရဲ့ဗီဒီယိုတွေကိုလည်းအချိန်ကုန်ကွန်မြူနတီရှူရဲ့အားလုံးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်